ငလင်တန်ခံရပြီးနောက်ရွာပြန်ကဖုန်းကြီးလောက်တော့မယ်ចောင်းကိုပြောလာတဲ့ဆိုတော်မနောမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အဆိုတော်မနောကတော့နှစ်ဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့ငလင်ကိုចောင်းလူရွာပြန်ကဖုန်းကြီးလောက်တော့မယ်လို့ဆိုပါတယ်မနောကြောင့်ပဲဆိုရင်ကြောက်ချင်စရာပါ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အား9.9 Richter scale ဆင်ရှိတဲ့ Super Shia မြင်းကလေးဟာမြေကျောတွေကိုနေရာရွေသွားတဲ့အထိအပြင်းအထန်လူပေါင်းများစွာရဲ့သက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။ဒီလိုနှစ်ပေါင်း100ကျော်တွင်တခါလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြီးမှာအသက်ရှင်ကျန်ခဲ့တဲ့လူတွေအတွက်တောင်းငလင်းရဲ့အကျိုးသက်ရောက်မှုကြောင့်လူပေါင်းများစွာရဲ့ဘဝကြီးက ပြောင်းလဲသွားစေခဲ့တာပါ။ ဒီလိုလောက်ခတ်ခဲ့တဲ့မြင်ကလေးကြောင့်ဘဝတွေထိခိုက်ပျက်စီးနေတာမျိုးတွေမြောက်ပြခဲ့တဲ့အထဲမှာတာမန်လူတွေအတွက်တင်မကပါဘူး။နာမည်ကြီးနုပညာရှင်တွေတောင်ငလင်တန်းချောင်းထိခိုက်နေတာပျက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့တာပါ။ငလင်တန်းချောင်းထိခိုက်နေတာခင်ရတဲ့အနုပညာရှင်တွေကတော့ထထမဟုမနောမေကပြစတဲ့နာမည်ကြီးနုပညာရှင်တွေဖြစ်ပါတယ်။ ချက်တက်မုံဆိုရင်မြင်ကလေးကြောင့်ထိခိုက်ဒဏ်ရာရကထိုင်းနိုင်ငံထိတော်စေးသွောကုနေရတယ်လို့ဆိုရောမနောဆိုရင်လည်းမြင်ကလေးကြောင့်အသက်ဘေးကတည်တည်လေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီးစကိုင်းမျိုးကမနောရဲ့နေအိမ်လေးဟာလည်းရစရာမရှိအောင်ပျက်စီးဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေခုခါမှာတော့အစိုးရမနောကငလင်တန်းကြောင့်ပြောင်းလဲသွားတဲ့သူ့ရဲ့ဘဝနဲ့အတူအနာဂတ်စီစဉ်တွေအားပြည်သက်တွေကိုတည်ပေးလာခဲ့ပါတယ်။ အလုံးဒီကြတဲ့တာဟင်းဆိုရမနောဆိုရာကဘူအောင်တင်တဲ့တူကြာပြူနေတခြားသောတခြင်းတွေကိုတီဆိုကမြမတနိုင်ငံလုံးမတိသူမရှိအောင်ဝဝကွဲအောင်မြင်ခဲ့တဲ့ဆိုရတူပါဒါပြင်ဆိုရမနောဟာဂီတာလောကမှာမအောင်မြင်ခင်ကတည်းကကာဝရှောလုပ်ငန်း၊ကာယံရှုံလုံးပြကန်၊ဖျားစီရီပထိုးတွေကုန်ပလတ်စတာပုံသွင်း၊နိဗ္ဗန်ကုံလုပ်ငန်းနေနဲ့ကြီးကြီးတက်ချမ်းသာချွေးွားတဲ့တထည်ကြီးတယောက်ဖြစ်ပါတယ်။ မနော်ဟာဒီလိုမျိုးချမ်းသာကျွမ်းဝတဲ့စီးပွားရေးလုပ်ငန်းရှင်တတိကြီးတယောက်ဖြစ်တယ်လို့အောင်မြင်တဲ့နိုင်ငံကျော်ဆိုတော့ဖြစ်ပေမဲ့လည်းမာနာမကြီးအောင်မြင်မှုစီစဉ်နေကုန်မမမောပင်ဘာသာရေးသာသနာရေးကိုပဲဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်မနောရဲ့တူဒီတော်တမီလေးမတ်ကျင်းမုံဆိုရင်တီလာရှင်ဆရာလေးဖြစ်နေတည်င်းတုံးနေတာသုံးဝရနေပြီဖြစ်တယ်လို့ဖခင်ဖြစ်သူဆိုတော့မနောဟာလည်းတရားထုတ်ဖို့အတွက်ငင်းကျက်တဲ့စကိုင်းတောင်ချေကစကိုင်းမြို့မှာနေထိုင်နေတာပါ တင်လုံနေထိုင်နေတာကြောင့်ဆိုရမနောဟာမက်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ညင်ကလင်တန်ကိုအပြင်းထန်ဆိုးဝါးဆုံးရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ညင်ကလင်တန်ကြောင့်ဆိုရမနောရဲ့နေအောင်ထက်ကပြိုကျပျက်စီးသွားခဲ့တာပါ။မနောသာကံကောင်းလို့ထိခိုက်ဒဏ်ရာမရတာဖြစ်ပါတယ်။ဒါကြောင့်လေဆိုရမနောဟာငလင်တန်ကြီးပြီးမှမမြဲသောသင်္ခါရတရားကိုစဉ်းစားဆင်ခြင်မိတယ်လို့ပြောလာတာပါ ဒါပြင်ဆိုရမနောကပြင်းထန်တဲ့မြင်းကလေးထံကိုခန်းစားရပြီးမှပြောင်းလဲသွားတဲ့သူရဲ့ဘဝအနာဂတ်အစီအစဉ်ကိုခုလိုပြောလာပါတယ်။အလုံးလေးတီချတဲ့တိုင်းခုချိန်မှာငလင်ကြီးလှုပ်ပြီးကလေးကနောက်ဆက်တွဲမြင်ကလေးတွေကဇက်တိုင်လှုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လေမနောကစကိုင်းမြင်ကလေးကြီးမှာပျက်စီးဆုံးရှုံးမှုတွေနဲ့ပါသွားပြီးတဲ့နောက်မြို့ကြီးပြကြီးမှာမနေချင်တော့ဘဲကိုရွာကိုပဲပြန်နေချင်တော့တယ်လို့ဆိုလာပါတယ်။ အစိုးရမနောကကိုရမဆိုအေးချမ်းချမ်းထမ်းလက်တဲလေးနဲ့အေးချမ်းချမ်းနေချင်တော့တယ်ဘာအနေမှမရှိဘူးဆိုပြီးပြောလာတာပါ။ဒါကြောင့်လည်းအသက်90လောက်ဆိုရွှန်းကိုပြန်တော့မယ်လို့အစိုးရမနောကဆိုလာတာဖြစ်ပါနေ။ဒါပြင်သာသနာပောင်ကိုပြီးဝင်တော့မယ်လို့ဆိုပါတယ်။တကယ်ဆိုရင်ဆိုရမနောဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တီဖြစ်တဲ့လူထိတ်တန်းသူပညာရှင်မို့တုံးမကုံတဲ့စီးစိမ်ရုံးစာတွေကိုပိုင်ဆိုင်ထားတာပါ ဒါပေမဲ့လည်းငလင်တန်းကိုခန်းစားရပြီးမှမမြဲခြင်းတရားတွေငလင်ချောင်းအန္တရာယ်များတာတွေကိုမြင်ရပြီးမှကိုရွာကိုပြန်နေဖို့ဆုံးဖြတ်လက်တာဖြစ်ကြောင်းပြောလာတာပါကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောငလင်ချောင်းရွာပြန်တော့မယ်ဆိုတော့မနောပေါ်မှာမိမိတို့အမြင်ရှိရင်ပြောသွားကြပါအောင်ရှင်